မင်္ဂလာပါရှင်။ရှယ်ကွန်မီဒီယာကကြိုဆိုပါရစေ။ကြောက်တလုံးစီမျိုးတွင်စီထွက်နေကြဆိုင်တောင်သူများဈေးကောင်းရရန်မျောလင့်နေတဲ့တဲ့ရင်ကိုတိဆက်ပါမယ်ရှင်။ရှမ်ပီနယ်တောင်ပိုင်းတောင်စီခရိုင်ကြောက်တလုံးစီမျိုး၌နေထိုင်ကြသောပြည်သူများအနေဖြင့်စိုက်ပျိုးရေးလုပ်ငန်းကိုအ धिक ထားလုပ်ကိုင်းဆောင်ရွက်လျက်ရှိပြီးတနက်ဖက်ပြောင်းနံထောပတ်လိမ္မောတက်သွန်းတခွားနေအခြားသီးနှံများအားစိုက်ပျိုးလျက်ရှိရာယခုနှစ်တွင်စီထွက်သီးနှံနေကြားစိုက်ခင်များပုံမှုစိုက်ပျိုးခဲ့ကြရာဖြစ်ထွန်းအောင်မြင်လျက်ရှိပြီးဈေးကောင်းရ ရန်မျှော်လင့်လျက်ရှိကြကြောင်းသိရပါဗျ။တော်တလုံးစီမျိုးနိုင်စီထွက်သည်နှင့်အနေကြဆိုင်ခင်များကိုဆောင်ဖူးကြီးရအောင်စုကကူကြီးရအောင်စုနောင်ကားကြီးရအောင်စုတို့တွင်အများစုဆိုင်ဖူးကြပြီးထောဘက်ချံအတွင်တင်းညက်ဆိုင်ဖူးကြသူများနေအိမ်ချံဝင်းအတွင်တနိုင်တပိုင်းဆိုင်ဖူးကြသူများလည်းရှိကြောင်းလက်ရှိကာလအတွင် နေကြတဲ့တွင်လည်း9600ကျန်သောဒေသတွင်ပေါက်စီရှိကြောင်းဖြစ်ထွန်းအောင်မြင်လက်ရှိသောဒေသတွင်နေကြများရိတ်သိမ်းချိန်တို့ရောက်ရှိပါကနေကြစည်းပုံမကောင်းမွန်သောနှုံထားဖြင့်ရရှိနိုင် င်ရန်မျှော်လင့်လျက်ရှိကြောင်းနေကြာဆိုင်ပြောသူဦးခွန်အောင်မောင်ထံကသိရှိရပါတယ်ရှင်။